ားလုံးပဲမင်္ဂလာပါရှင် Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာဆွေမင်းတနုပြုရဲ့ကျွန်တော်နဲ့ပြလိုက်ခံရတော့မုံဆိုးဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တွေ့ပြီးနေတပည့်ကျော်ဘိုက်ကလေးတို့ဟာအိရှေကုတ်ပြစ်မှာထိုင်ကယနေ့တော်ရဲဝင်ရင်မြေတီသားကောင်ကိုဘလို့စည်းဝင်ချွေပေးရမလဲဆိုပြီးတော့တွေးတောကြံစီနေခိုင်တော်ကြီးကဆက်တထင်းအကြံကောင်းတစ်ချက်လက်ခနဲ့ပေါ်လာပါတော့တယ်ဘိုက်ကလေးရေအခုရာတီကမိုးကုန်ပြီဆိုတော့ ောထဲမှာပြားအုံတွေကြီးလာပြီကွာဟုတ်တယ်ဗျဒါဒါပေမဲ့မြို့မှာပြားရည်စည်းကတဲကောင်းဆိုပဲပြားအုံတွေတော့သွားမလုပ်ပါနဲ့ပြားတုတ်ခံရမလွယ်ဘူးနော်ဇက်တော့စင်စအောင်ရိုးမတော်တဲ့ကပြားရည်ကလူအသေးတုတ်တာဆက်တွနဲ့မဖြစ်ပါဘူးအမေဘိုက်ကလေးပြောလဲပြောစရာပင်ကျွန်ုပ်မှတော်တဲ့ရှိဘေးတတဝါမှမကြောက်တော့လေပြားကိုတော့ကြောက်တယ်တို့လက်မလွတ်အောင်ပြေးဖို့ကလည်းမလွယ်လှဘူးပြားအောင်ရှိရဲ့တပင်ကိုငှက်များမနာရကြဘူးခြံဝမှာရုတ်တရက်ပေါ်လာသူကဘသူများလဲအလိုရှုလို့ တကြီးသားဝါဆိုင်ပဲမဟုတ်ပါလားစစ်တော့စစ်တော့စူပါကိတ်ပလိန်ကိတ်အစောတကယ်အေးဟုတ်ပါအဖေက ခေါ်ခိုင်းလို့ဗျတကြီးကစင့်ခေါ်ရဲဆိုတော့လေကျွန်တော်တောင်းဝင်ချက်ချင်းအပြေးကလေးလာရပါတော့တယ်တကြီးအင်ကိုရောက်တော့လူဆုံနေစေးစရာကြီးဥဥရချမ်းចောင်းစရာလေးကိုကြည့်နိုင်တရုတ်ကလေးအတီလူပြိုကြီးစောတန်မောင်စသည်စသည်ပြီးတော့မိန်းမတဦးကိုတွေ့ရတယ်ထိုမိန်းမကလူစိမ်းဘေးမှာလေတောင်းတလုံးတောင်းထဲမှာငါပြောဘူးပလင်းများကထိုးထိုးထောင်းထောင်း စတော့ဒါပြားရည်သေးဗျကျုပ်တို့ပြားရည်ဝယ်ခြင်းလို့အဲ့ဒါဆက်မဆက်စမ်းပေးပါအဲ့ဒါမှထုတ်ကပြားရည်ဆက်မဆက်ကျွန်တော်မစစ်တပ်ဘူးဒါပေမဲ့တကြီးရှိမဟန်ကုဘူးလောက်ရတယ်ပထမပြားရည်ပလင်းကိုယူတယ်အဖုံးဖွင့်တယ်နန်းကြည့်တယ်ပြားရည်နံမှွေတတိလေးကျွန်တော်စိတ်ကျဉ်နေသွားတယ်ဒါကျွန်တော်ဖုတ်ဖူးတဲ့ပြားရည်နံမှာပဲစိတ်ကြပါရှင် ကျမကရွာတကာလက်ရောင်းနေရတာအတုမလုပ်ရဲပါဘူးအတုလုံးမိရင်နောင်ထီရွာမဝင်နဲ့တော့ကျမဈေးွက်ရှုံးပြီထိုဈေးတွေကအလားကြီး ဈေးကွက်စည်းပွားရေးစကားတွေဘာတွေပြောလို့ဈေးတွေကသူခန့်တောင်းထဲမှာပြတ်တက်အောင်ကြီးကိုထုတ်ပြရတယ်။ပြီးတော့ခွက်ခန့်ကနှစ်ပြရတယ်။ပြားရင်များကတဆက်ဆက်ကြလာတယ်။နန်းကြီးပါရှင်ရက်ကြီးပါရှင်ကျမပြားရင်စစ်ကြောင်အာမခံပါတယ်။ကျွန်တော်လဲနန်းကြီးတွေမွေးတယ်ပြားရင်နဲ့ရက်ကြီးတွေချိုးတယ်ပြားရင်အရသာကျွန်တော်စိတ်ကျနေပြီးဆုံးဖြတ်ပေးလိုက်ပါတယ်။ရှူတကြီးဒါပြားရင်အစ်စ်ပဲ။တကြီးနဲ့အပေါင်းပါများလဲပြားရင်ကိုအလူရဲဝဲကြရခဏချင်းမြင်တက်တက်ပြောင်းသွားတယ်။ဒီကပလင် ဟဲ့ငါ့ဘို့လဲချန်ထားအောင်အိုးကျုံမရသေးဘူးဟဲ့ဆရာလေးဘို့လဲထားပါအောင် တကြီးကသူ့ဘို့ဦးဖြားဖြားငါးပလင်းဖယ်ထားရာ မျက်နှာရွှင်ပြနေပါတယ်ယူကြယူကြမုံဆိုးကြီးမြန်ရစာတွတ်ပြီးရဆွတ်ဆေးမှုပဲဘယ်တော့မှမမအောင်ရင်လေးတယ်နောက်တစ်မိနစ်ဝယ်ကြုံတိုင်းရွာမှာပွက်ပွက်ညံသွားတယ်၎င်းမှာပြားရီတုမိတယ်ဆိုခြင်းမင်းဒီမှာလဲတုဟိုမှာလဲအတုအတုအတုကျွန်တော်အရှိဝယ်ပြားရီပလင်းကိုင်းလေးရဲ့အရေးဆိုကြပုံမှာစက်တော့ပြားရီစစ်တယ်အာမခံနေဆို ဆိုဆိုအဲဟုတ်ပါဘူး။တကြီးအမှုတွတ်ပြီးပတ်ပြီ။ပြားရည်ကျွန်ုပ်စစ်တာမှန်မှန်။ဘာမှန်တယ်လဲဘာမှန်တယ်လဲ။အခုမနက်ခင်းကြပြားရည်ကချွဲပစ်နေပြီးတော့ကော်မရတော့ဘူး။လူမပြောနဲ့အိမ်ကကုန်းကြားကျွေးရတာမရက်ဘူး။ကုန်းကြားကအတုလက်မခံ။ဦးတွတ်ပြီးပြားရည်စစ်မစစ်ခမရမိုးဆိုးလုံနေပြီးတော့မသိဘူးလားဗျာ။ဒုက္ခဒုက္ခတော်မှုဆိုတိုင်းပြားရည်စစ်ကြောင်ခခနနာနားလည်ရမလား။လောကမှာလ ీల ာစီးပူးစရာတွေအများကြီးဘာမှအသေးစိတ်မသိနိုင်ဘူးဒီပြားလက်ဖို့ကို ရေဘူးရားလောက်ပဲနားလေတော့မှာပေါ့လူဆိုတာသူ့လိုင်းနဲ့သူတော့ကတော့ပြီတော့ဟာလေအပားနဲ့ကိုမရှိဘူးဟောမမမြင်လောက်ပါအောင်ဦးတွပီကစက်တယ်ဆိုလို့ဝဲလိုက်တာကျမတို့ပစံဆုံးမှာပေါ့ဝါလေးဝါငါပလင်းခံရတာចောင်းစရာလေးကတော့ဘာမှမပြောဘူးပလင်းလေးကင်ပြီးရေကျကျဲလုံနေပါတော့တယ်တကြီးပါစီကတော့ရှူတင်းတင်းပြားရည်ဆိုတာအတူရှိတယ်ရှင်ဟုတ်ပါဟုတ်ပါလောက်ပါအောင်မိုးဆိုးကြတော့ကြီးတော်ထဲမှာပြားလိုက်ဖို့ရင်ပြားတွေစွန့်ခွာသွားတဲ့ပြားလက်ဖို့အဟောင်းတွေလည်းတွေ့တတ်တယ် အဲ့ဒီမှာပြားလက်ဖို့ဟောင်းနေမှာပြရင်မရှိဘူးဒါကိုဖြတ်ယူခဲ့ပြီးတော့တင်လဲရင်မှာစိတ်နှဲရှင်တင်လဲရင်ပြုတ်သွားနေရဲ့ပြားတက်လက်အောင်ကြီးကိုယူပြီးတော့မိပြတယ်အတုလုတ်ပုံလုတ်ပုံမှတ်ထားမသိမြင်ပြောတာမီးအပူနဲ့တင်းတင်းမမာလေးဖြစ်သွားမှအဲ့ဒါလေးကိုနမူနာယူပြီးပြားရင်စက်ပါတယ်ပြောညစ်ပြကြလာတဲ့တင်လဲရင်ဟာပြားရင်နဲ့ဆွေးနေပြီးတော့ပြားရင်လို့ထင်ကြနန်းကြီးရက်ကြီးဟာပကတိပြားရင်ပဲဟင်တဆူကျုတို့ဝယ်လိုက်တာတင်လဲရင်တွေပေါ့အစ်စ်ပေါ်ရှင်ဟိုက် ကြုံတိုင်းရွာကလူလိန်ခံရပြီပေါ့အဲ့ဒါဘလို့လောက်ရမလဲမမမြင်ဟုတ်တယ်မမမြင်ဘလို့လောက်ရမလဲအိုးလွယ်လွယ်လေးပါရှင်ကျွန်မဖြည့်ရှင်းပေးပါမယ်မသိမြင်ကအပိုင်မင်း၎င်းမှာတော့ကတက်ပေးတော်နဲ့ဘိုက်ကလေးတော်တဲ့ကိုဝင်းပြလက်ဖို့ရှာဖို့ခဲ့ပြားရဲ့စစ်စစ်ကိုသူတို့ကိုပေးလိုက်ဟိုက်ဂျာကငထွားခါနာကောင်းပြီပြားရဲ့မရပဲနဲ့အိမ်ပြန်လာမယ်စိတ်မကူးနဲ့နော်ဒါပဲမသိမြင်မှာရွာသားများကိုမျက်နှာလိုမျက်နှာရလှုပ်ချပြီကျွန်တို့ဆရာတပည့်နှစ်ယောက်လည်းပြားဖို့ရန် ျစ်စီးများရှူပြီးတောတွင်ဝင်ခဲ့တယ်။နှလုံးပြုတ်ကိုတော့ထားခဲ့ချေပြီးပြောင်းအောင်ကိုကြကြမရှာလိုက်ရအောင်တပင်ထံမှပြောင်းအောင်ကြီးကိုတွေးလိုက်ရပါတယ်။ပင်ထက်တက်ရန်ပင်စီကိုဖက်လိုက်ချီတော့ဟဲ့ဘာကြီးလက်ထဲစုံမိရလဲ။ပြောစစ်စစ်အရာကြီးစုံမိလို့ကြည့်ချင်ရာကျွန်တော်မှမရှိတဲ့ခေါင်းမွေးများထောင်းထားသွားတယ်လို့ထင်လိုက်ရတယ်။အောက်မလေးဝဝန်ကြီးပြစုတ်ထားတဲ့လက်ကိုပြန်မလွှတ်ရဲဘူးဝဝွန်ကြီးကဒေါသထွက်လာချေပြီးယုံနေပါဇက်ပြကျွန်ုပ်လက်ကိုကိုက်မယ်ပြင်ချီတော့ကျွန်ုပ်လဲဝဝွန်လက်နှစ်ဖက်ကိုအတင်းဆွဲထားရာ ဝုံဝုံတကူလုံးမှာ ပင်စီကိုကတ်နေပါတယ်။ဘိုက်ကလေးမှာလည်းကျွန်တော်ဖြစ်ကိုမြင်ကြည့်တော့ကုဆွဲပေးရဝုံဝုံကြီးမှာငေးတန်ပေါင်းအော်ခဲ့ပြီးတော့ရုံးကန်နေပါတယ်။ကျွန်ုပ်တို့မှာလက်လွတ်သွားရင်ဝုံဝုံကြီးရံမှုမှာတိတ်လို့မလွတ်တန်းဆွဲထားရချေရဝုံဝုံကြီးကပင်စီနဲ့ကတ်ပြီးတော့အတော်ဝင်အနေရခတ်နေပါတော့တယ်။ဝုံဝုံတကူလုံးမှာအနုညံ့ဆုံးအရာကနှာခေါင်းဖြစ်ပါတယ်။နှာခေါင်းကိုပင်စီနဲ့မတိုက်မိအောင်ရုံးကန်ရလို့ဝက်ဝုံမှာထိတ်လန့်တကြားနဲ့မောပန်းနေရပြီဖြစ်ဖြစ်တွတ်ပြီးဖြစ်ဖြစ် ကျွန်တော်တို့ကလည်းဝတ်ဝန်းနှက်ကောင်းနဲ့ပင်စီစောင့်မိပါကဝယ်မှာအထိနာမအောင်တီလို့အတဲမင်ဆွဲဆွဲခဲ့ပါတယ်။ခေဟာခေဟာနှက်ကောင်းနဲ့တိုက်လိုက်စမ်းပါ။ဝတ်ဝန်းနှက်ကောင်းကတခါတရံရှောင်းရင်တက်လန့်မှာတိုက်မိချေရသွေးစင်းရှင်ရှင်ပန်းထွက်ရှာတယ်။အာယိုယိုအယိုးကျိုးပါပြီဗျာအရှုံးပေးပါပြီ။ကျွန်တော်တို့လည်းလက်အံသေးသေးပြီ။လက်ဖွားပြန်မှာချွေးစည်းတွေဖြစ်စေထန်းနေပါတယ်။တချီမှာပြုတ်ထွက်သွားချေရကျွန်တော်တို့မှာနောက်ကျောငါးဘက်ခန့်မြလိမ့်ထွက်သွားပါတယ်။ဝတ်ဝန်းကြီးကလည်းနောက်ကျောလိမ့်သွားတယ်။ ကြာရနေတာမှကျွန်ုပ်တို့မှိမ့်မနေအောင်ပြည့်ဟီပြည့်ဟတပည့်ကြီးထုံးစံတိုင်းမှာဆက်တွေ့ရင်ဒုတိယစီပြလက်ဖို့တန်ယုံစင်ကပြက်ခဲလာလို့အတော်လန့်လန့်ရောက်တော့အတီတီပြန်လဲကြည့်မိရဲ့ဘဝုန်ကြီးကလည်းလှည့်ကြည့်နေပါတယ်သူလည်းပြလက်ဖို့ကြီးကိုတန်ယုံစင်ဖြတ်ဖို့ခက်ပေးလိမ့်မယ်ဘဝုန်ကအရေးကိုပြီးပြန်လျှောက်လာတယ်သူနှာခေါင်းကသွေးတွေစိမ့်စိမ့်ယိုနေပါတော့တယ်ကျွန်တော်လည်းရုတ်တရက်အကြံရပြီးပင်စီကိုလက်ပိုက်ထားတဲ့တန်းလက်နှစ်ဖက်ကိုပိုက်ပြီးဆွဲဆွဲပြကြည့်ရ။ဘဝဝင်ကြီးမှာ သူနှကောင်းကိုရောင်ရမ်းစမ်းကြည့်ကခေါင်းကိုတွင်တွင်ခါရမ်းပြနေပါတော့တယ်။ကျွန်ုပ်လောက်ရဲ့အောင်မြင်ကြောင်းမြင်တွေ့ရတဲ့ဘိုက်ကလေးမှာလည်းကျွန်ုပ်နီးတူလက်နှစ်ဖက်ကိုဝိုက်ပြီးတော့ဆွဲဟန်လုပ်ပြပြီးရှေ့ဥသာတိုးကတ်ကြည့်ရဝဝန်ကြီးကခေါင်းကိုတွင်တွင်ခါရမ်းပြီးတော့စူးစူးဝဝအော်ဟစ်ကပြန်လှည့်ပြေးပြီးပျောက်ကွယ်သွားပါတော့တယ်။ကျွန်ုပ်တို့ကအားရလာလို့အလုံးမင်ပွဲကြနေပါတယ်။ထူးဆန်းပါပဲဆရာတို့ရဲ့။ပြားလက်ဖို့အခုမှအေးအေးနဲ့ဖို့ဟိုက်ပြပြတုတ်သေးဗျ။အာအိုးတုတ်တုတ်ပြားတွေအများကြီးဗျ။ ျွန်တော်တို့နဲ့ဝဝွန်ကြီးအချိန်ပေါင်းများစွာဆွဲခါရန်ခဲလို့လှုပ်ချက်နိုင်လှုပ်ခဲတဲ့တပ်ပင်ကြီးမှာ ပြားလက်ဖို့ကြီးခါရမ်းပြီးတော့ပြားများထွက်လာကတုတ်ချင်းကြောင်ဖြစ်ပါတယ်။ရွာတော့မပြင်းနဲ့ဆရာတို့ရင်ပြားရင်မပါပဲရွာပြန်မမမြင်ကပြားတုတ်ထားတဲ့စုမပြဒီနေ့ကံမကောင်းပါလား။ကျွန်တော်နဲ့ခွင့်ပြုချက်ထုံးနေမနဲ့တော်ကောင်းဥရွှေလာတကြီးအိမ်ကိုစိုက်ခဲ့တဲ့စင်းနဲ့ရောက်ရှိလာပါတယ်။ထိုနေ့ကကျွန်ုပ်ဘဝအတွက်အကြီးမားဆုံးပြောင်းလဲမှုတစ်ခုကြုံခဲ့ရတဲ့နေ့လို့ဆိုရင်လည်းမမှားပါဘူး။ အတော်ပဲပြုတ်ဥတုပိတ်ကြီးလဲရောက်နေတာ哦တကြီးနဲ့ကျွန်ုပ်မှာရွာရှိဖုန်းကြီးကြောင်စွန်းစားဆောင်ပြုတ်ပြင်းရတဲ့တိုင်မင်နေခြင်းဖြစ်ပါတယ်တော်ကောင်ကြီးဥရွှေလာကအကျန်းတစ်ခွက်တောက်ပြီးတော့လာတဲ့ကိစ္စကတခြားတော့မဟုတ်ဘူးတတိပေးစကားပြောချင်လို့ဗျဘာများလဲတော်ကောင်ကြီးရဲ့တခြားတော့မဟုတ်ပါဘူးတော်ရဲကိုရွာသားတွေဝင်ပြီးထင်ခုတ်တာတို့ဝါခုတ်တာတို့လှုပ်ချင်နိုင်လို့လို့မရတော့ဘူးဟင်အိမ်စားဖို့ဝါလေးပါလေးတောင်ခုတ်လို့မရတော့ဘူးလားခွင့်ပြုချက်ယူရမယ်အခွန်ပေးရမယ်တော်ပြုံးမဲ့အန်ဒီရဲ့ကာကွယ်တဲ့သဘောပေါ်ဗျာ อืมဒါလည်းဟုတ်တာပဲနောက်တစ်ခုဒါကတော့အစိုးရမင်းမြတ်ဥပဒေထုတ်ဖို့လုပ်နေကြပြီဥတွတ်ပြီးတော့လို့မုတ်ဆိုးတွေလိုင်စင်လောက်ရတော့မယ်ဗျာဟုတ်တယ်မုတ်ဆိုးလိုင်စင်ရှိမှအမဲလိုက်လို့ရမယ်နောက်ပြီးတော့မပြည့်ရမဲ့တန်းကောင်တွေကိုလည်းအတိအကျလိုက်နာရမယ်တကယ်လို့ပြုတ်ခွင့်မရှိတဲ့တန်းကောင်အပြင်ထောင်ထဲကျနိုင်တယ်အလိုဖျားဖျားငငယ်လေးကလေးကတော့ထဲမှာအမဲလိုက်လာတာပါဒါကြောင့်တော့ထဲမှာတန်းကောင်ရှားပါမှုနဲ့ကြုံရတာပဲအခုရိုးမတော်တွေမှာကြားတဲ့တော်ဝါရှားပါကုန်ပြီလေ ကျွန်တော်လိုမိုးဆိုးကြော်ကြီးကမွေဖားကြွက်ပြစ်ရတော့မယ်ထင်တယ်။ဒါကအန်ရည်ကင်းပါတယ်။ဒီလိုတောကောင်းကြီးနဲ့ပြောဆိုပြီးအိမ်ကိုပြန်လာခဲ့တဲ့အခါကျွန်တော်အတွေ့အမှာချာချာလင်းနေပါတယ်။တပီးမင်းလှုပ်တက်တာမိုးဆိုးလို့ပဲရှိတာ။စီကံချက်တွေများလာရင်မင်းဘာလို့စားမလဲ။ကြံစမ်းကြံစမ်းကျွန်တော်မှအိမ်ကိုရောက်တဲ့အခါထိုအကြောင်းကိုမသိမြင်ကိုဖွင့်ဟတိုင်ပေးရပါတယ်။ကိုတပီး"အိုးတော်မိုးဆိုးလိုက်စင်ကြီးဆောင်ဆိုရင်လည်းဆောင်လိုက်ပေါ့တော့။မင်းကလွယ်လွယ်မပြောနဲ့။နှစ်စင်ကြီးတင်းချီရရင်ဘယ်လိုလုပ်မလဲ။အင်းဒါလည်းဟုတ်တာပေါ့။" ကျွန်ုပ်တို့သုံးဦးခေါင်းချင်းဆိုင်ပြီးတိုင်ပင်ကြတယ်။စက်တို့ရေရာဆိုင်စားမယ်ဗျာ။ဒါလည်းအရင်နီးလို့ရမီဩစာတက်မြဩစာဒါဆိုအင်းရှိမမိုးဟင်းကအတုတ်ရောင်းမယ်ဗျာ။ဒါရွာမှာစားလေစားထားမှမရှိတာနေတိုင်းဝယ်စားဖို့ပတ်စံလို့ရဲရွာမှာကပတ်စံရှားတယ်ကွာကဲဆရတော့ဒီဥပဒေမထုတ်ဖြစ်ခင်မှာရားတလောက်သားကောင်ဖမ်းကြပါဆိုနောက်တော့အဖြေပေါ်မှာပဲအေကောင်းနေရားနိုင်တလောက်သားကောင်နေရောင်းချပြီးတော့ငွေစုနောက်အလို့အတွက်အရင်နေရတာပေါ့ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်မှာ မနက်လင်းနာနဲ့တားကောင်တွေကိုစူးစမ်းပန်းစားရှာဖွေပါတော့တယ်။တနက်နေ့ပြက်ခတ်ဖမ်းဆီးပြီးတားကောင်တွေရှိတတ်တဲ့နေရာတွေကိုထောင်ချောက်တွေပိုက်ကောများတက်စင်ကစူးစမ်းပန်းစားရှာဖွေပါတော့တယ်။နေစဉ်စောတမောင်နွားလေးနဲ့တားကောင်တွေကိုတည်ယူနေရတယ်။ကျွန်ုပ်နေစဉ်စရင်ရတနေ့ကိုတောဘတ်၃កောင်၁၂កောင်တမင်တရေတကောင်စီတော့ပါတယ်။ဒါအပြင်ပြောင်းတကောင်ကျွန်ုပ်တို့ဆရာတပည့်နေရပွဲချက်နေပါတယ်။ကုကွတ်တော့ fight တယ်။မသိမြင်မဲအမဲကောင်ဖြည့်ရန်ရွာမှမိမနှစ်ယောက်ကိုနေစားခေါ်ထားရပါတယ်။ ပြီးရင်ဆက်သားဆိုတွေကိုနေလန်းတနေ့တော့ကောင်းကြီးကတကြီးအိမ်မှာကျွန်တော်ကိုဆင့်ခေါ်ခိုင်းလိုက်တယ်။ကဲဥတော်ပေတတော်ပွဲကြနေပါလား။ဥပဒေတက်လေးမထုံမီစုမီစောင်းမီအောင်ပါဗျာ။မလို့ချက်မို့ကျုပ်ကိုယ်တိုင်ခမည်းကိုအမဲမပြတ်ဖို့တားမြင်တယ်။တကြီးစဉ်းစားကြည့်တော့တစ်ခုလုံးလဲသူတို့ထောင်ထားတဲ့ထောင်ချောက်တွေကျွတ်တို့ဝန်တန်းတွေမင်းကိုရှောင်နေရတယ်။ဒါပြင်တောကောင်တွေတဲကြီးမဲကြီးလိုက်ပြတာလဲတောထဲမှာတိုက်ပွဲဖြစ်တာကြာနေရပဲဝန်ထမ်းတွေကမသွားရဲမလာရဲဖြစ်နေပြီဒါကြောင့်ခမည်းကိုတောပြည့်ခွင့်မပြုတော့ဘူးဗျာ ဟုတ်တယ်တောကောင်းစကားနားမထောင်ရင်တော့ရဲစခန်းလို့သာမှတ်လိုက်တော့ဒီနေ့ကံမကောင်းပါလားကျွန်ုပ်နဲ့အတီးရိုက်ချက်လွန်ခဲ့သောနှစ်များစွာကကျွန်ုပ်တို့ဂျုံတိုင်းရွာမှာငွေရရင်ဘာမှစိုးစီးပွားရှာတက်တဲ့ပုံကိုတအူရှိခဲ့ပူပါတယ်ထို့သူကတခြားသူမဟုတ်ပါဘူးကျွန်တော်တို့ရဲ့မိတ်ဆွေရင်းချမ်းဖြစ်သူငကပြန်မွေးမြူရေးချမ်းပိုင်ရှင်ငကပြန်ဗီဒီယိုယုံပိုင်ရှင်အတီးဆိုသူပင်ဖြစ်ပါတယ်။ငွေရမယ်ဆိုရင် အကောင့်လုတ်တယ်ကွာ။ငွေရဖို့ပဲ။ထိုချိန်မှာအတီးရဲ့ဗီဒီယိုယုံမှာစီကားနေပါတယ်။ဗီဒီယိုကြည့်ကြမယ်လေ ကျေးလက်သားများဖို့အပန်းဖြေရာကထိုနေရာသာရှိတော့ပါတယ်။ကျုံတိုင်းမှာ VR station မရှိဘူး၊ restaurant မရှိဘူး၊ hotel မရှိဘူး၊ motel မရှိဘူး၊ street show လည်းမရှိဘူး။အရေးကရုပ်ရှင်ခန်းမလည်းမရှိ။မရှိတာဒုက္ခ။ကျုံတိုင်းမှာရှိတာကကျေးလက်အထိခြေစန့်ကြတဲ့ဗီဒီယိုရုံများသာ။ညကဗီဒီယိုမိုးလင်းကြည့်လို့အိပ်ပြန်နေရမလိုက်တော့ဘူး။အတိကသူ့ဗီဒီယိုရုံရှေ့ဝင်ပေါအနီးမှာမိုက်ခွက်တစ်လုံးဖြင့်လူခေါ်နေပါဗျ။ဒီညပြမဲ့ဗီဒီယိုကမဟာကြီးကတော့ အတိကမိုက်ခွက်ကိုပိုင်စားရထားတဲ့အတန်ကိုအမျိုးမျိုးစမ်းနေပါဗျ။နားရာဆွဲတင့်ပါဆရာတို့ရဲ့တိခံပိုက်ကလေးတိခံဒါကသူစည်းဝါးရည်သူလုံနေတာဒီညဝါးရဲ့ငကပြက်မဟာရွှေပြည်ရုံယုံကြည်ယုံတင်ပြတာမဲ့ကားကတော့နမဲကျော်ကဘာကျော်တရုတ်ဆောင်များပါဝင်ပါတယ်။ဟွန်းကဘာကျော်ဘရာကျော်ပဲစားတော့စံခတာခေါင်းကြီးကသူ့ကပိုက်ထောင်ထဲမှာလုံလုံးအရာတခုထုတ်နေတာကိုတွေ့လိုက်ရပါတယ်။ရော့တလုံးနှစ်ယောက်ဝင်မယ်နော်ဝင်းစေဗျာ။ ခေါင်းကြီးနောက်မှာနေဖြစ်သူခေါင်းလေးပါဝင်သွားတယ်။အတီးကခေါင်းကြီးလက်ထဲမှာခံယူလိုက်တဲ့အရာကိုအနည်းရှိခုံပေါ်မှာတောင်းလေးနဲ့ထည့်လိုက်ရာ၎င်းမှာကြက်ဥတလုံးဖြစ်နေတယ်။ဟာကြက်ဥဟုတ်တယ်ဆရာတို့ရအတီးကစီးပွားရေးတမားပေးတာတယ်။ရုံဝင်ကားကိုပတ်စံနဲ့မပေးဘဲနဲ့ကုံပစ္စည်းနဲ့ဖလဲလေးရတယ်ဗျာတွေ့လား။ဟာတက်ကဲတပြက်တယောက်ပဲရမယ်လေ။လူတို့ဟာကလူလေးယောက်တပြက်လူနေတယ်။အမားတက်ကဲတပြက်ဘလောက်တန်းနေတယ်ထင်တယ်ဟင်။ အတီးနဲ့ဗီဒီယိုဖိုးတက်များတယ်ဟဲ့မဘိမာကနှုတ်ချမ်းအာချမ်းဖြစ်ချေရာကြာတော့အကျဲအကျဲမငိမ့်ဝယ်ဖြစ်နိုင်တာမို့တရုတ်ကလေးအတီးရှော့ပေးလိုက်တယ်စီဝိုင်းသမားပိတာပါပဲဝင်စီပြားဝင်စီတို့ဖြစ်ရဲ့ဗီဒီယိုပရိသတ်ကတချို့ကငွေရမ်းဖြစ်ပေးကြည့်ကြပါမယ်အများစုကတော့ပစ္စည်းချင်းဖလဲတဲ့စနစ်ကိုသာကျင့်သုံးကြည့်တော့သိမကြလိုက်ဘူးအတီးရဲ့ဘေးမှာပြိုစပြင်းတောင်းပစ္စည်းများစုံလင်နေပါတော့တယ်ကျအိုးတက်ခဲ့ပြဒနည်းပြနှီးစီငပြောဖီဆန်စီကျက်တုံစရာတွေ ကြိုးကြည့်ထားတဲ့ခါငှက်ကြက်မှဘေးငန်းစရာတွေနဲ့ဘူဒီကန်ဒီဘုံလုံးတီဓာတ်နှလုံးတီများစရာတွေကဆုံးနှကစိတ်နေချေပြီဥတ္တပီကျွတ်တို့ကြုံတိုင်းမှာအရင်ကအပြောက်ရှာတွေမရှိဘူးဗျအခုပစ္စည်းမျိုးစုံပျောက်တာလာလာတိုင်နေကြတယ်ဗျဘာလို့ပျောက်လဲတကြီးရဲ့အသေးမွားတွေပေါ့ဗျကြက်ဥပျောက်တာတော့ပုံထားတဲ့တက်ကယ်ပြည့်ရောသွားတာတော့အစာရှာထွက်နေတဲ့ဘေးငန်းတွေရောသွားတာတော့ရာကင်းတွေကဘူဒီခရမ်းတီးတွေပျောက်တာပေါ့ဗျဟုတ်ပါအဲ့ဒါပျောက်တဲ့ဟာကို ကျုပ်လိုက်လံစုံစမ်းထောက်လန်းလိုက်တော့လလတရခန်အတီးကိုဗျဗီဒီယိုရုံကိုလည်းပတ်စံနေပဲယူရမယ်ဘာပစ္စည်းမှလက်မခံရအောင်အဲ့ဒါကြောင့်ကျုပ်အတီးကိုထိတ်တုံးတစ်ပတ်ခတ်ဖို့အမိန့်ချလိုက်တယ်မင်းကြောင့်ရွာကလူတွေအကျင့်ပြက်ကြတာကမခိုးတက်တဲ့ကလေးကခိုးတက်လာပြီခေါ်သွားစမ်းကျွန်တော်လည်းအတီးရှိမှမူအားနာလို့စကားဖားရတယ်စီးပွားရေးသမားအတီးကမှိုင်းတွေ့ကြသွားတယ်ဒီလိုမတွေးမိလို့ပါတကြီးအမိန့်ချပေးလိုက်တဲ့အဆုံးမှာအာနုလာမိုးရဲ့မောင်းထုတန်ကြီးကပဝင်းညံသွားပါတော့တယ် အတေးမှာထိတ်တုံးစာမိသွားတယ်။ဗီဒီယိုရောင်းဝင်ကကပတ်စံနဲ့သာလက်ခံခဲ့ရပါတယ်။ပတ်စံကမရှိလို့သူများစိုက်ခင်းတဲ့ကပြောင်းမှုလေးလေးငါးဖူးလောက်ခိုးသွားရုံဝင်ကရတယ်။ကျွန်တော်မှလည်းနေစာတူဝဝိုင်းရဲ့အတွက်တော်မာတာနေစဉ်ရက်စက်မဲကောင်းအားရအောင်ရှာဖွေနေရပါတယ်။စတုရေဒီနေ့မှာတားကောင်ပါမသွားရင်မမမြင်ကထမင်းမကြွေးဘူးတဲ့။ဒီလိုရိုးမတော်ထဲမှာအလုံးရှုံနေစဉ်မိတ်ဆွေကြီးကိုသိန်းတို့စီမှာစာလူကြုံပါလိုက်ပါတယ်။ အတီးကြောင့်ကျွန်တော်မှမျက်နှာပြည့်ရမယ်ဂိမ်းဆိုက်ရောက်လာပါတော့တယ်။ရှေ့အပတ်လာမဲတဲ့။ကျွန်တော်တွေ့ပြီးရှေ့ရာဂျုံတိုင်းရွာကိုလေဝင်းမျိုးမှာတတိကလေးကိုတိန်တူရောက်ရှိလာခဲ့ပါတော့တယ်။ဆက်တော့ကျွန်တော်ဝက်ကောင်းကောင်းတကောင်လောက်လိုချင်လို့ဟာဝက်ဆိုရင်ဂျုံတိုင်းမှာငကပြန်မွေးမြူချင်ရှိရလေဗျာ။ဝက်ကောင်းဝက်တန်ရစေရမယ်။ကျွန်တော်နဲ့ကိုတိန်တူငကပြန်မွေးမြူချင်ကိုရောက်တော့အတီးနဲ့ဆိုက်ဆိုင်မြိုင်မြိုင်တွေ့ရတယ်။ဆိုစီယာတော့အဝဘာကူညီရမလဲ။အတီးကအယောင်းဝက်သမားပေးတာတယ်။ ကိုသိန်းတို့ကိုကြည့်ပြီးတော့တခုခုဝဲဖို့လာမှန်း။သူတရုတ်သွေးကတွက်စားပြီးစီပြီ။ဝါကပေသီးခေါင်ကျန်းနေလေ။မျိုးယူပီစာပေါ့။အတေဒါကျွန်တော်မိတ်ဆွေလေဝေးကကိုသိန်းတို့တဲ့။သူကဝါကောင်းကောင်းလှလှတကောင်လိုချင်လို့ဝါစီကဝက်တွေကောင်းမှကောင်းတတ်မှတတ်မျိုးကောင်းမျိုးတန်တွေကြီးပဲ။ဝက်ဆွေစင်မျိုးဆက်စရာများရွတ်ပြနေဦးမလား။အတေကသူ့ဝက်များကိုပြတယ်။ဝက်တွေကိုကြိုက်တယ်ဗျာ။ဒါပေမဲ့ကျွန်တော်လိုချင်တာကဝက်ကြားဗျာ။ဗျာဝက်ကြား ဟင်ဝတ်နေကြနဲ့ဆွေမျိုးဆက်မရမဖြစ်နိုင်ပါဘူးဘယ်နဲ့ဟာလဲဆရာတို့ရဲ့ဟုတ်ပါဘူးဗျာကျွန်တော်ပြောတာဒီလိုပါအခုတွေ့ရတဲ့ဝတ်တွေကအဖြူတွေအနက်တွေကြီးပဲကျွန်တော်လူကျန်တာကအဖြူပေါ်မှာအနက်ကွက်တွေပါတယ်ဝတ်ကြဝတ်ကြအော်ဝတ်ကြဝတ်ကြသဘောပေါက်ပြီတော်သေးရပေါ့နမစိန်ကျွန်တော်ပါရုံးမတော်တယ်ကိုကြားဝင်ဖမ်းရမလို့ဖြစ်နေပြီလာစက်မှာကတော့ရယ်အတီးကတစ်ချက်တွေ့ကနေစဉ်းစားလိုက်ပြီးတော့ခေါင်းတဆက်ဆက်ညင်ကဝိကြရှိပါတယ်ဝိကြရှိတယ်အခုမရဘူး နောက်၃ရက်လောက်ခွာလာခဲ့ပါရမယ်အခုမရအောင်လားဟင်းဝါရဲ့ငကပြန်မွေးမြူရေးချမ်းမှာဝက်ကြားဒီကောင်ရှိတယ်အဲ့ဒါယူထားလိုက်ပါမယ်တခြားရွာမှာဆိုတော့သွားဖက်ရအောင်မယ်လေကျွန်ုပ်ကအတီးမှာမွေးမြူရေးချမ်းနောက်တစ်ချမ်းရှိတယ်မကြားစဘူးဒါပေမဲ့သူကဝက်ကြားရမယ်ဆိုတော့လေပြီးရောပေါ့ရှေရှေဝဲဝဲမပြောတော့ပါဘူးကိုသိန်းတိုးကို၃ရက်ခွာချင်းပေးလိုက်ပါတော့တယ်မြိုင်းသာသွားအိမ်မယ်ပြို့၃ရက်ကြာတော့ကိုသိန်းတိုးရောက်လာပြန်ပါတယ်ဆရာတော့အော်လာပြို့ကိုသိန်းတိုး အတိကသူကတိအတိုင်းပဲဝက်ကြားတကောင်ကိုချိုးချီထားပါတယ်။ဝက်ကဝဝကက်ကက်ပြီးတော့အဖြူပေါ်မှာအနက်ွက်များပြက်လှပနေပါတယ်။ကိုသိန်းတို့ကဝက်ကြားကိုကြည့်ပြီးတော့သဘောအလွန်ကျသွားရကအတိရဲ့ပူပြောတဲ့ဈေးကိုမစစ်ဖဲနဲ့ဝဲသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ရက်တချို့ကုန်ဆုံးသွားပါတယ်။ကိုသိန်းတို့ပြန်သွားပြီးတော့နှစ်လအကြာစားတိုင်းမှာစားတဆောင်ရောက်လာတယ်။ဆရာတို့ရေးစားပြို့စားစားလူကြုံယူလာသူကဝါးစိန်ပါလား။ဝါးစိန်ပြန်သွားတော့ကျွန်ုပ်စားကို ဖောက်ဖက်ပါတယ်။ကိုသိန်းတို့စီကစားပဲ။ ဆရာတို့ရေဆရာတို့ကိုတော့အားနာလာပါတယ်အခုလောက်ပေါက်ကမလိမ့်တက်ပတ်ငွေရဖို့ဆိုရင်ဘာနှဖူးတိုက်တူးတယ်လောက်ရပြဝက်ပန်ရှင်တီးကကျုပ်ကိုကလိန်ကြပြီးဝက်ဖြူကိုဝက်ကြားဖြစ်အောင်သပင်ဆိုးဆေးတွေနဲ့အကွက်ပေါ်ပြီးတော့ရောင်းလိုက်တာဗျအခုဆေးတွေကပြဲပြီးတော့ဝက်ဖြူပြန်ဖြစ်သွားပြီအခုကြုံတိုင်းတကြီးဘန်းစီကိုကျုပ်ကိုစားတိုင်ထားပါကျုပ်ရှေ့ပတ်လာခဲ့မယ်တိန်တူဟင်တော်တော်ရှုပ်တဲ့တရုတ်ဝက်ဖြူကိုတော့အလွတ်မပေးသပင်ဆိုးဆေးဆိုးတဲ့ကောင်ကျွန်တော်နဲ့တွေ့မယ်ကွာကျွန်တော်လည်းအတီးချန်သွားပြီးအတီးကို challenge လုပ်ရတယ်။သူ့အားစာကိုဖတ်ခိုင်းပြီးတော့မင်းဘာကောင်လဲငါ့ကိုမျက်နှာပြအောင်လုပ်တဲ့ကောင်ပဲ။မင်းကိုတကြီးစီလိုက်ခဲ့။မင်းကိုငါမိတ်ဆွေကိုစားတကြီးစီမှာတိုင်ချက်ဖွင့်မယ်လာခဲ့။ကြောက်တယ်မလိုက်ဘူးမလိုက်ဘူး။ကျွန်ုပ်လည်းခေါ်လို့မရလို့တကြီးထံပြေးကအကျိုးအကြောင်းပြောပြချင်ရာတကြီးမှလွန်စားဒေါသထွက်ပြီးအာနုလာမောအမိန်ပေးလိုက်တယ်။ငါ့ကိုနမည်ပြအောင်လုပ်တဲ့ကောင်အခုရအောင်ခေါ်လာခဲ့။မကြမီအတီးကိုဖမ်းပြီးအာနုလာမောကခေါ်လာပါတော့တယ်။ ယခုတော့အတီးမှမြို့တက်ပြီးစီးပွားရှာလို့ကျွန်တော်လွမ်းမိရပါတယ်။ဟွာကန်ဆိုးပါတယ်။ပြိသက်များရှင်နောက်ရက်တင်မှာလဲကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအားပေးနားဆင်နေတော်လေကျေးဇူးများကြီးတင်ပါတယ်ရှင်။